ဟယ်လိုဝါလုံးမင်္ဂလာပါဖိုးမချင်းကညူစုပါတယ်ဆိုတော့ Lion နဲ့ Manchester United တို့ကစားကြတဲ့ပွဲမှာတော့တစ်ဖက်ကနှကူးစီတီကြပြီးပြီးသွားတယ်ဗောလေဆိုတော့ Europa League ဒီကျွန်တော်တို့က Liverpool City တို့တာ Quarter Final ကစားခဲ့ကြတယ်ဗောနော်ဆိုတော့ဒီနေရာမှာ Porto Glimt နဲ့ Lazio တို့ရဲ့ပွဲမှာတော့ Lazio က2-0ဆိုတဲ့ရလနဲ့အဝေးခွင့်မှာသူတို့ရှုံးသွားတယ် ဒါအပြင် Rangers နဲ့ Bilbao တို့ပွဲမှာတော့ဂိုးမရှိတည်ရေကျသွားတယ် Rangers ဘက်ကအနီးကထိတယ် Ranger ကွင်းမှာပေါ့နော်ဆိုတော့ Bilbao ကတော့သူတို့ကွင်းမှာတော့ပြန်ပြီးတော့စော်နိုင်မဲ့အခြေအနေမျိုး Lion နဲ့ United ကတူတူတည်ကြတယ်စပါးနဲ့နော်ကျွန်တော်တို့ဒါ front pack မှာဆိုလို့ရှိရင်စပါးက11စပါးကွင်းလားကျွန်တော် front pack ကွင်းမှာအရင်ကံပဲထင်းနေတာဆိုတော့စပါးကလည်းကျွန်တော်တို့က11နဲ့ပြီးသွားတယ်ပေါ့နော်ဆိုတော့စပါးပွဲတို့ဘာလို့ဘာတော့ဒါ မကြည့်ပြခဲ့ဘူးပေါ့ဗျာမကြည့်ပြခဲ့ဘူးဆိုတော့ဒါကိုအတင်းဒီကြည့်တဲ့ကိုအတင်းပွဲပဲကျွန်တော်ပြောကြည့်ရအောင်နော်ဆိုတော့လိုင်ယွန်ဘက်ကတော့ဒီအာဂျင်တီးနားသားလေးပြည့်တဲ့တီယာဂိုအယ်မန်တာက25မိနစ်မှာအသားလေးမာတင်ပြလိုက်တဲ့ဘောလုံးကိုကျွန်တော်တို့ရဲ့အန်ဒရယ်ဂရိတ်အူနာနာကြီးကနော်ကျွန်တော်တို့ကငုံကြည့်နေခဲ့ပြီးတော့ကျွန်တော်ဂိုးပေးလိုက်ရတယ်။ဒါအပြင်ရိုင်ယန်ချာကီကလည်း95မိနစ်မှာအူနာနာရဲ့အမှားကနေနောက်တစ်ဆင့်ထပ်ပြီးတော့ကျွန်တော်ချစ်လောက်ပြီးတော့ကျွန်တော်တွင်းသွားတယ်။ယူနိုက်တက်ဘက်ကတော့ယူရူက ပထမပိုင်းပြီးကန်ဒီမှာပေါ့နော်ကျွန်တော်တို့က go twin သွားပြီးတော့ zigzag ကလည်း88မိနစ်မှာ bruno ရဲ့ဖြစ်တင်ပေါ်လာနေ twin နေဆိုတော့ဒူးဒူးတီကြာသွားတယ်ဒီပွဲမှာကျွန်တော်တို့ဒီ lion နဲ့ပတ်သက်ပြီးတော့စပြောသွားရင် lion အတွက်ကတော့ဗျာနော်တော်တော်တော်ကိုကံမကောင်းတာပါ lion lion ပြိသက်ဒီဆိုလို့ရှိရင်တော့တော်တော်ကိုတင်းနေလောက်တယ်ဒီပွဲမနိုင်လို့အဲ့တော့ United ကတော်တော်ကိုဆုတ်တယ်တော်တော်ဆုတ်တဲ့ United ကိုပဲအခွင့်အရေးတွေရရတဲ့အနေနဲ့ Lion ရဲ့ကစားမားတွေရဲ့ပေါ့နော်အဆုံးသက်တွေညံ့ဖျင်းတာတွေလူအပ်ချက်တွေကတော်တော်ကြီးကိုပြောစရာကြီးဖြစ်ခဲ့တယ်ပေါ့နော် ထားပါတော့ဗျာဒီလာကာဆက်တို့ဘာလို့ဆိုလို့ရှိရင်ဒုတိယပိုင်းနေဘာတွေမှာဝင်လာတာတကယ်တမ်းပူကောင်းအောင်သူလုံနိုင်ရမှာမလုံနိုင်ဘူးဆရာသမားတွေလာကာဆက်တို့ဘာလို့သူတော်တော်ညံ့နေကစားတာလူဝဲချစ်တွေတော်တော်ကြည်တွေတော်တော်ညံ့နေပြီးရင်ကန်သမဲအလုံးနှံကိုထောင်းကန်နေလာကာဆက်ဆိုတော့လိုင်ယွန်ဘက်ကကစားပုံကအရင်ကြီးကောင်းနေလားဆိုတော့လည်းမဟုတ်ဘူး ဒါပေမဲ့ဗျာ United လောက်တော့မဆုတ်နိုင်ဘူးဆိုတဲ့သဘောကိုပဲပြသွားတာပဲသူကနေသူဟုတ်နေတယ် United လောက်တိတယ်မဆုတ်တယ်သူကနေသူဟုတ်နေတယ်ဆိုတဲ့သဘောမျိုးကျွန်တော်မြင်ရတယ်အခွင့်အရေးတွေသူတို့ဖန်တီးနေပထမပထမပိုင်းမှာဆိုလိုင်ယွန်ကဘာခွင့်ရမှန်ကောင်းကောင်းကင်ကင်ဖန်တီးနေတယ်မှာမပါဘူးတကယ်သီးလားဒုတိယပိုင်းကျမှသူကနေသူဟုတ်လာတာဒါပေမဲ့လို့အဲ့ဒီဒုတိယပိုင်းမှာလည်းသူတို့ဒီရလာတဲ့အခွင့်အရေးတွေကိုသူတို့ကောင်းကောင်းအသုံးမချနိုင်ဘူးဒါပေမဲ့လို့ခုနကပြောတဲ့ဒီချာဂီရဲ့တကူလောင်းနေတဲ့သူတို့ကအချင်းကြီးကောင်းသွားတာအန်ရီများတဲ့အချင်းကြီးတွေဖန်တီးနေတယ်နော် အသုံးမချနိုင်မှုတိုက်စစ်ကဒါလည်းနည်းနည်းပြောစရာဖြစ်သွားတယ်ဗောဗျာဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် lain ရောတော့အိမ်ဝင်းမှာ united ကိုအနိုင်ယူနိုင်တဲ့အခြေအနေတွေကြုံခဲ့ရတဲ့အတန်းနဲ့ကျွန်တော်တို့ဒါအနိုင်ယူနိုင်ခဲ့တာဒါတော်တော်ကိုတော်တော်ကိုတိုင်ပတ်ပါတယ် lain တို့ကတော့ဒါဟိုဒုတိယကြောကဝေဝင်းသွားကစားမယ်ဆိုတော့သူတို့အနေနဲ့ဒီနိုင်ထားမဲ့ပွဲမျိုးမှာမနိုင်ခဲ့တော့သူတို့တော်တော်နည်းနည်း risk တော့ရှိတာပေါ့လေဆိုတော့ဒါက lain နဲ့ပတ်သက်လို့ပေါ့ဗျာဆိုတော့တစ်ဖက်က united ကတော့ဘယ်လိုပြောရမလဲ ဟိုအန်ဒရေအိုရနာရဲ့အခန်းကဏ္ဍကဒီလောက်ဆိုပြီးသင့်နေပြီပေါ့နော်ယူအိုရနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတရားဒီတင်မဟုတ်တော့ဘူးပေါ့ရှေ့မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်အနေနဲ့ဒါတော်တော်ကြီးပြောစရာယာတီကိုသူကြုံခဲ့ရပြီပေါ့နော်ဒုတိယယာတီမှာသူလုံးဝ stable ဖြစ်ရမယ်ပိုးအချင်းကြီးကောင်းမဲ့အချင်းကြီးကိုသူဘာမှမလုပ်နိုင်ဘူးဦးနနာအနေနဲ့ဒီပွဲကပေးရတဲ့နှစ်ကိုးစလုံးမှာသူအပြစ်မကင်းပါဘူးပထမကိုးဆိုလို့ရှိရင်ပိုတော့မှစိုးသေးတယ်ပေါ့နော်ဦးနနာအနေနဲ့တော်တော်ကိုပြောစရာကြီးဖြစ်သွားတာတော်တော်ကိုစိုးတယ် ဘာမှမလုပ်နိုင်ဘူးပေါ့နော်တော်တော်ကြီးကိုဘာဖန်ဘာကာကွယ်မှုမှန်ကိုသူကောင်းကောင်းကြီးမလုပ်နိုင်ခဲ့တဲ့အခြေအနေမျိုးသူ့ကိုတဲ့တဲ့ကံမှပဲဗျာသိလားတဲ့တဲ့ကံတော့မှသူဖမ်းတာမဟုတ်သူ့ဝင်းမှန်ပြီးတော့ဘလုံးကပြန်ထွက်သွားမှာပဲဒုတိယပေးရတဲ့အလုံးဆိုအဲ့လိုပဲလေသူတဲ့တဲ့လာတာလေကျွန်တော်ဘာလုပ်နိုင်လို့လဲရှေ့မှာတိုင်းမထွက်တဲ့နဲ့လုံကြီးပြန်ထွက်လာပြီးတော့ကိုးပေးရတာဆိုတော့အန်ရွယ်ဦးနှနာရဲ့အနာဂတ်က United နဲ့အခန်းကဏ္ဍကပြီးသွားသင့်ပြီပေါ့နော်ကျတို့ဒီ sorry ဆိုလဲ sorry ကြ DJ DJ ပြရောင်းရောင်းတဲ့အခြေအနေမျိုးကိုကျွန်တော်ရောက်နေပြီဘယ်လိုပဲပြောပြောလीเนาะအခြေအနေက မကောင်းဘူးပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဂါနာချူရူဘာလို့ပါလဲဘောလုံးကန်တက်တယ်လို့ကျွန်တော်မထင်တော့ဘူးတယောက်ချင်းတယောက်ကြော်ဖြတ်နိုင်စွမ်းရှိတဲ့အနေအထားမျိုးနော်ဟုတ်တီအောင်ကနေပြောပြတယောက်ချင်းတယောက်ကြော်ပါမယ်ဆိုမှဒက်ဖန်နာကြီးကိုတဲ့တဲ့ဝင်တူးတယ်လို့ပါဦးလာတာနောက်တန်းကလည်းမာစတာဝီကလည်းဒီနေ့ပွဲတင်မှာတတကိုတိုင်ပက်တယ်မာစတာဝီတအားဖြစ်နေဒါလော့တအားဖြစ်နေဥကာတီတအားဖြစ်နေဒီပွဲမှာဂါနာချူတအားဖြစ်နေရက်စမတ်ဝိုင်လန်တအားဖြစ်နေဦးနနာတအားဖြစ်နေမင်းစဉ်းစားကြည့်နော်၁၁ယောက်ကန်တဲ့ပွဲမှာ ဆက်တယောက်ချင်းဆက်တယောက်ကန်တဲ့အားကစားမှာဗျာဟိုဘယ်လိုပြောမလဲမင်း9ယောက်လောက်ကကိုတင်းကအလုပ်ဖြစ်မနေဘူးဆိုတော့မင်းဘယ်လိုသွားကစားမလဲဟုတ်တယ်မလားအဲကြောင့် United ကတော့ဟိုဘယ်လိုပြောမလဲနိုင်ရမယ့်အချင်းကြီးမျိုးကနေတစင်တာအနိုင်မရခဲ့ဘူးပေါ့လေမိနစ်90မပြည့်မချင်း United ကဘာမှပုံစံပြောလို့ရတာမဟုတ်ဘူးဆိုတော့ကောင်းတာတစ်ခုကသူတို့အဝေးကွင်းကိုသွားကစားတာဖြစ်တယ်ပေါ့နော်အဝေးကွင်းသွားကစားတာဖြစ်တယ်အဲတတိယလေးကြာခဲ့ရေဆိုတော့အိမ်ဝင်းမှာမျောလင်းချက်တော့ရှိတာပေါ့လေ เนาะဒီ IT မှာလည်းအိမ်ဝင်းကကိုရီးယားဆွတ်ဆက်ကောင်းနေတာမျိုးမဟုတ်တော့တိတ်တော့ဟိုပြောလို့တော့မရဘူးဒါပေမဲ့လို့ပေါ့เนาะဒီဆူစီတက်တို့ဘာလို့ဆိုလို့ရှင်လည်းပဲကျွန်တော်တို့အရင်အန်ဒီအများတဲ့ကိုရီးယားဆိုလို့ရှင်အမြဲတမ်းဒုက္ခပေးလေရှိတဲ့စပိန်တင်းနဲ့ရှင်ကစားခဲ့ရတာเนาะဘလို့အချင်းဒီတွေပဲကြုံကြုံဒုတိယကြော့ကြတော့အိမ်ဝင်းဖြစ်တဲ့အတွက်အဆင်ပြေသွားတယ်ဆိုတော့ဒီပွဲမှာလည်း United ကဒုတိယကြော့အိမ်ဝင်းဆိုတော့မဆူလို့ကျွန်တော်ပြောရမှာပေါ့ဗျာဒါကြောင့် United တော့ဒါတည်ကြသွားတယ်ဆိုတာကပဲလက်ခံစရာရက်လက်လို့ပဲကျွန်တော်ပြောရမယ်ဒါပေမဲ့ကစားသမားတွေကတော့ MOD နေနဲ့ တော်တော်ကိုတည်တည်ကြည်ကြည်ကြည့်ပြီးတော့နော်နောက်ပွဲဒီမှာ၃သိန်းနဲ့သူမ၃သိန်းနဲ့သူဆုံးဖြတ်တင်နေပြီပြဿနာကလည်းဗျာကိုအင်းမှာတကယ်ကစားမရွေးချယ်စရာကလည်းအဲ့လောက်မရှိပါဘူးနော်ကစားမတွေရွေးလိုက်တော့မယ်ဆိုလို့ရှိရင်ဘလို့မှအဆင်မပြေတာတွေကျွန်တော်များတယ်ခြေသွင်းမပြနိုင်တဲ့သူတွေဘာနဲ့တော်တော်တိုင်ပတ်တယ်ဗောနော်ဆိုတော့ညီကတို့ရောဘလို့မြင်ရလဲဆိုတော့ဒီတူတူကြီးကြီးကျွန်တော်ပြောစရာတွေကတော့မရှိဘူး United ကတော့ဒါကစားပုံတွေရလဲအများကြီးတိုးတက်လာတာတွေမရှိသေးဘူး injury ပြဿနာတွေကလည်းတူတူကြီးကြီးဗောနော်ဟိုထားပါတော့ Mason Mount တို့ အာကိုမင်းနီတို့ကိုကျွန်တော်ကြည့်ရင်အများကြီးပိုကောင်းလာတာမျိုးတွေမဟုတ်သေးဘူးသူတို့အရင်လဲတုံးလို့မရသေးဘူးပေါ့နော်ဒါနှစ်လားသုံးလားလောက်နားထားရတဲ့ပလီယာတွေဆိုတော့ United အတွက်တော့ဟိုဘယ်လိုပြောမလဲရလက်ရကြည့်တယ်အချင်းကြီးရကျွန်တော်ကြည့်ရင်တော့1-2နဲ့ကျွန်တော်တို့ဒါနိုင်ရမယ့်အချင်းကြီးမျိုးကနေတူတူတည်ကျသွားတာခံမင်းစရာဒါပေမဲ့ Lion ဘက်ကတော့ဘယ်လိုပြောမလဲရခဲ့တဲ့အခွင့်အရေးတွေကိုဂိုးပေါက်တောင်တက်အောင်မကန်နေတာတွေကလည်းခံမင်းစရာပေါ့လေရလက်ရတဲ့ United တဲ့ဒါမဆူးလို့ပြောရမယ့်အနေထားမျိုးလို့ကျွန်တော်ယူဆတယ်ညီကတို့ရောဘယ်လိုမြင်ကြလဲ ဆွေးနွေးကြပါအောင်ကြည့်ချပါပြီးတဲ့ညီကိုများတော်ကိုကျေးဇူးများကြီးတင်ပါတယ်